ဲအားလုံးပဲမင်္ဂလာပါကျွန်တော်အကိုဒီမားလေးအားလုံးပဲအဲ့တော့ကျွန်တော်တို့ဒီညနေကျွန်တော်တို့အင်္ဂါနေ့ညနေခင်းအတွက်ပေါ့နော်အားလုံးပဲအဲ့တော့ဒီ light တဲကိုကျွန်တော်တို့အကုန်လုံးပဲဝင်လာခဲ့ပြီနော်ဖုန်းရမှန်ကိုလမ်းမနဲ့နှစ်ချက်သုံးချက်တောက်ပေးပါကျွန်တော်အကိုဒီမားလေးဝင်လာတဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒီညနေမှာကျွန်တော်တို့ကနန်းကဘာလဲဆိုရင်6ကွက်တော်ရှိမယ်ကနန်း6ကွက်တော်ကျွန်တော်တို့ကစားရမယ်ကျွန်တော်အကိုဒီမားလေးအားလုံးပဲဒီ6ကွက်ကဒီ6ကွက်ကဒါကျွန်တော်တို့အကုန်လုံးပဲပေါ့ကျွန်တော်အကိုဒီမားလေးဒါကျွန်တော်ရထားသောကနန်း6ကွက်ပေါ့ ရထားသောကဏ္ဍ6ခွက်ကိုဒီထဲမှာမှဒါကျွန်တော်အနှစ်သက်ကျွန်တော်အကြိုက်ဆုံးကကျွန်တော်တို့တကွာကောင်းပါမယ် main ကတော့3ခွက်ရှိမယ်ဒူ main ကဏ္ဍကကျွန်တော်တို့2ခွက်ရှိမယ်အဲ့တော့ကဏ္ဍကျွန်တော်တို့6ခွက်ပေါ့ကျွန်တော်အကိုဒီမှာလေဒီ6ခွက်ထဲမှာတင်ရမယ့်ကဏ္ဍလဲပါမယ်ကျွန်တော်တို့ရှော့ရမယ့်ကဏ္ဍလဲပါမယ်ပေါ့ကျွန်တော်အကိုဒီမှာလေအကြိုက်ဆုံးကိုကျွန်တော်အကိုဒီမှာလေတကွာကောင်းနေရာမှာကျွန်တော်တို့ထားပြီးတော့ထိုးမယ်အဲ့တော့ကျွန်တော်အကူဒီမားတွေပမာဏနဲ့ကျွန်တော်တို့ထိုးနိုင်အောင်လို့ဒီညနေမှာကျွန်တော်တို့ဒူမိန်ကဏ္ဍကိုဘယ်လောက်ဖိုးထိုးမလဲဆိုရင် နော်ဒူမိန်ကနန်းကိုကျွန်တော်အကိုရီမားတွေအားလုံးပဲဒီညနေမှာကျွန်တော်တို့တထောင်ဘိုးလောက်ပဲကစားပါကျွန်တော်မိတ်ဆွေတွေအားလုံးပဲတထောင်ဘိုးလောက်ပဲကျွန်တော်တို့ကစားပါကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့တွတ်တွတ်လတ်လတ်ကျွန်တော်တို့ဝင်လာကြပြီနော်ဒူမိန်ကနန်းကိုဒီညနေမှာကျွန်တော်တို့တထောင်ဘိုးလောက်တာလင်းမယ်ကျွန်တော်အကိုရီမားတွေကျွန်တော်တို့ကစားကြည့်ပါဟုတ်ပြီနော်အဲ့တော့အကုန်လုံးပဲကျွန်တော်တို့ဝင်လာကြပြီမင်္ဂလာပါရှင့်နဲ့ဟုတ်ကဲ့ မိုက်ထရဖီနော်မင်္ဂလာပါကျွန်တော်အခုဒီမှတွေအားလုံးပဲအဲ့တော့တော်တော်လတ်လတ်ကျွန်တော်တို့ဝင်လာခဲ့ပြီပါဒီညနေ game မှာလည်းကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ကနန်း6ခွက်နဲ့အားလုံးကိုကျွန်တော်တို့အစင်ပြောင်းဒါကျွန်တော်ဘက်ကအကောင်းဆုံးစူးစမ်းပြီးတော့ကူညီပေးမှာဖြစ်ပါတယ်မိန်ကနန်းကိုတော့ကျွန်တော်တို့ဘယ်လောက်ဖိုးထိုးမလဲဆိုရင်မိန်ကနန်းကိုတော့ဒါ2000ဘူးလောက်တော့အာပြီးတော့ကစားပါကျွန်တော်အခုဒီမှတွေဒါထိုးနိုင်တဲ့အခုဒီမှတွေအားလုံးကကစားပေါ့နော်ကြိုက်တဲ့အခုဒီမှတွေအားလုံးကလည်းပဲဒါကြိုက်တဲ့ကနန်းကို ရွေးပြီးတော့ကစားပေါ့နော်ကိုကြိုက်တဲ့ကနန်းကိုကိုရွေးပြီးတော့ကစား ်နော်2000ဘိုးလောက်ပေါ့နော်ကျွန်တော်အကူရီမတွေအားလုံးပဲကျတို့ကစားကြည့်ပေါ့အဲ့တော့လမ်းမလေးတွေအကုန်လုံးပဲကျတို့နှိပ်ခဲ့ပြီးပါလမ်းမလေးတွေကျတို့အကုန်လုံးပဲနှိပ်ခဲ့ပြီးပါကျွန်တော်အကူရီမတွေအားလုံးပဲနော်ဂရီတီသားပဲတဲ့ဟုတ်ကဲ့ဂရီတီတဲ့နော်ဒီညနေမှာလူမကြည့်ဘူးနော်ဒီညနေမှာဘလို့ပဲလို့လူမကြည့်တာမနက်ကထွက်ကနားလေးကျတို့ခနာလေးလွှင့်တာတော့မှပဲလူကြီး900ကျော်ခနာလေးပဲအခုကပထမတရှိူးကလည်းကျွန်တော်လွှင့်ပထမတရှိူးက60ကျော် 60ကျော်60နဲ့ဆိုတော့ကျွန်တော် light ပြန်ချလိုက်တာအဲ့လာကြောင့်မလို့နောက်တချိုးတာချပြီဆိုကျွန်တော်တို့နောက်တချိုးထပ်လွှင့်တာနောက်တချိုးကလည်းဒီဆောက်ချိုးပဲเนาะလူကြီးရေမကြည့်ဘူးအဲ့တော့ညနေခင်းမှာတကွာကောင်းကိုကျွန်တော်တို့9000ဘိုးလောက်တော့အာပြီးတော့ကစားပါ။တော့တကွာကောင်းကိုညနေခင်းမှာကျွန်တော်တို့ဘလောက်ဘိုးထိုးမလဲဆိုရင်9000ဘိုးလောက်တော့ကျွန်တော်အကိုရီမားတွေအာပြီးတော့ကျွန်တော်တို့ကစားပါ။ကြိုက်တဲ့အကိုရီမားတွေအားလုံးကဒါကြိုက်တဲ့ကဏ္ဍကိုရွေးပြီးတော့ကစားနော်။ ကြိုက်တဲ့ကနန်းကိုကျွန်တော်အကိုရီမတွေအားလုံးကရွေးပြီးတော့ကစားပါကျွန်တော်အကိုရီမတွေအားလုံးပဲဒီထဲမှာကျွန်တော်ကနန်းကတော့အကုန်လုံးပေါ့ကနန်းကတော့6ကွက်ပေါ့ဒီ6ကွက်ထဲမှာတင်ရမယ်ကနန်းပါမယ်ရှော့ရမယ်ကနန်းပါမယ်ကျွန်တော်အကိုရီမတွေအားလုံးပဲရမ်းရမယ်ကနန်းလည်းဒါပါတယ်ပေါ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့ဆုံဆုံလင်လင်ပဲပေါ့ရားထားတဲ့ကနန်းကတော့ဒါ6ကွက်အကုန်ပဲကျွန်တော်အကိုရီမတွေနော်အဲ့တော့ကြိုက်တဲ့မိတ်ဆွေတွေအကိုရီမတွေအားလုံးပဲကျွန်တော်ရွေးပြီးတော့ကစားပါဒါဆိုရင်ကျွန်တော်ရဲ့မိတ်နော်အကိုရီမတွေအားလုံးကိုကျွန်တော် နော်လက်တွက်မူကျွန်တော်တို့လက်တွက် site ကိုကျွန်တော်တို့တချမ်းပြမယ်အဲ့တော့လက်တွက် site ကျွန်တော်တို့ကဏ္ဍတကွပေါ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲကြိုက်တဲ့သူတွေအားလုံးပဲရွေးပြီးတော့ကစားပေါ့ဒီကကျွန်တော်တို့84ပေါ့ကျွန်တော်အကူတွေမှာ၄တစ်ခွန်ကျွန်တော်တို့84ပေါ့ဒီမှာကျွန်တော်တို့ညနေခင်းကထွက်ထားတာမှ၄အပိတ်ပေါ့အဲ့တော့အကူတွေမှာ၄ကြည့်မယ်ကျွန်တော်တို့84က၄အပိတ်ပေါ့မိတ်ဆွေတွေအားလုံးပဲ84က၄အပိတ်ကဲ 6ဘူးက6ထိတ်ခဲ့ဒါသူ့အောက်ပင်လေးမှာပဲကျွန်တော်အကိုလေးမနေသူ့အောက်ပင်ကကျွန်တော်တို့ညနေခင်းမှာပဲ6ဘူးက6ထိတ်ခဲ့ဒီနှလုံးပေါ့ကျွန်တော်အကိုလေးမနေဒီနှလုံးပေါင်းတာပေါ့ဒီ၄6နှလုံးပေါင်းတာပေါ့ကျွန်တော်အကိုလေးမနေ၄6နှလုံးပေါင်းတော့ကျွန်တော်အကိုလေးမနေတုံညလို့ရမယ်၄6နှလုံးပေါင်းတော့ကျွန်တော်တို့တုံညလို့ရမယ်အဲ့ဒီတုံညကိုတည်းကျွန်တော်တို့မပြီးသေးဘူးကျွန်တော်အကိုလေးမနေအားလုံးပဲဒီတုံညကိုကျွန်တော်တို့မပြီးသေးဘူးသူ့အောက်ပင်ကကျွန်တော်တို့ တုံညာတုံညာကတုံညာထိပ်ပဲပေါ့ဒီမှာတုံညာထိပ်ပဲပေါ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကဏန်း၃လုံးပေါင်းတာပေါ့နော်ကဏန်း၃လုံးကျွန်တော်တို့ပေါင်းတာပေါ့အကိုဒီမတွေအားလုံးပဲအဲ့တော့၄၆တုံညာဆိုတော့ကဏန်း၃လုံးပေါင်းခြင်းရလတ်ပေါ့၄၆တုံညာဆိုတော့ကဏန်း၃လုံးပေါင်းခြင်းရလတ်ဒီတဲ့ကျွန်တော်တို့တုံညာလို့ရတာတစ်ချက်ပါကဏန်း၃လုံးပေါင်းခြင်းရလတ်ဒီကျွန်တော်တို့တုံညာလို့ရတာတစ်ချက်ပါအဲ့ဒီတုံညာကိုကျွန်တော်တို့လောက်လောက်ပေးရမှာတစ်ချက်ပါ အဲ့ဒီတုံညားနဲ့ကျွန်တော်တို့အလုံးလုံးမှာပါဒီတုံညားကိုကျွန်တော်တို့ဘယ်လိုလုံးလုံးမလဲဆိုရင်တဲ့ကျွန်တော်တို့တုံညားဆိုသောအတ္တနဲ့လုံးလုံးမယ်အဲ့တော့ပါဝါမယူကျွန်တော်တို့နတ်ခတ်မယူဒဲဆိုသောအတ္တနဲ့ပဲလုံးလုံးမယ်ဒဲဆိုသောကျွန်တော်တို့အတ္တနဲ့ပဲလုံးလုံးပေးရမှာဖြစ်ပါတယ်ကဏ္ဍသုံးလုံးရလက်တုံညားကိုတုံညားလိုလုံးလုံးပေးရမယ်ဆိုရင်တဲ့ဒီမှာကျွန်တော်တို့တုံညားထိပ်စီ ရှစ်အပိတ်လို့ထွက်ထားတယ်ဒီနေရာမှာတုံညားထိပ်စီ ရှစ်အပိတ်လို့ဒီနေရာမှာထွက်ထားတယ်အဲ့ဒီကဏ္ဍနှလုံးပေါင်း အဲ့ဒီကဏ္ဍနှလုံးကတဲ့ကျွန်တော်တို့ရှစ်အပိတ်ပေါ့တုံညာရှစ်ကကျွန်တော်တို့ရှစ်အပိတ်ပေါ့ကျွန်တော်မိတ်ဆွေတွေတုံညာရှစ်ကရှစ်အပိတ်တလုံးရှိတဲ့အတွက်ဒီရှစ်ကိုကျွန်တော်တို့တုံညာအတန်ထွက်ပေးရမယ်ဒီရှစ်ကိုတဲ့ကျွန်တော်တို့တုံညာအတန်ထွက်ပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့နှစ်ထိတ်လို့ဝင်ပေးရပါမယ်ဒီရှစ်ကဲဒီနှစ်ကဲနော်ဒီရှစ်ကဲကျွန်တော်တို့ဒီနှစ်ကဲဒီနှလုံးပေါင်းရင်ကျွန်တော်တို့တုံညာဆိုပြီးတော့လောလောပေးတယ်ကဏ္ဍနှလုံးပေါင်းရင်တုံညာဆိုပြီးတော့ကျွန်တော်တို့တဲအတန်နဲ့လောလောပေးတယ် အဲ့တော့နောက်တစ်ခုကိုဆက်ကြည့်မှာပေါ့နောက်တစ်ခုကဘာလဲဆိုရင်ဒီ66ပေါ့6ဘူးကကျွန်တော်6အပိတ်ပေါ့အပိတ်6ကဲအောက်တပင်ကပဲကျွန်တော်3ညထိတ်ကဲပေါ့ဒီနှလုံးပေါင်းတော့ကျွန်တော်အကိုရိမလေးဒီနှလုံးပေါင်းတာပေါ့ကျွန်တော်ဒီနှလုံးပေါင်းတော့ကျွန်တော်6လို့ရမယ်6ကို3ညနဲ့ပေါင်းခြင်းစီကျွန်တော်တို့6လို့ပဲရမယ်အဲ့ဒီ6ကိုတဲ့သူ့ရဲ့အောက်ပင်ကကျွန်တော်ဘာလဲဆိုရင်36ပေါ့ 39ကကျွန်တော်တို့3ထိပ်ပေါ့ကျွန်တော်အကိုလေးမှလေ63ည3ဆိုတော့ကဏ္ဍ3လုံးပေါ့63ည3ဆိုတော့3လုံးပေါင်းခြင်းရလကကျွန်တော်တို့ဗာလဲဆိုရင်6လို့ရတာကဏ္ဍ3လုံးပေါင်းခြင်းရလက်ဒီတဲ့ကျွန်တော်တို့6လို့ရပါတယ်အဲ့ဒီ6ကလည်းကျွန်တော်တို့ဗာလဲဆိုရင်ပါဝါမယူကျွန်တော်တို့နှက်ခတ်မယူတဲဆိုတော့အတာနဲ့ပဲလှုပ်လှုပ်ပေးမယ်ဒီ6ကို6လို့အတာနဲ့လှုပ်လှုပ်ပေးရမှာအဲ့တော့ကိုကိုကျွန်တော်တို့ကိုဆိုတော့အတန်နဲ့လောလောပေးရမယ်ဆိုရင်เนี่ย ဒီမှာပေါ့ကျွန်တော်တို့23က3အပိတ်ရှိတယ်ဒီ23ကကျွန်တော်တို့3အပိတ်ရှိတဲ့အတွက်ဒီ3အပိတ်ကိုကျွန်တော်တို့ကိုးတန်ထွက်ပေးရမယ်ဒီ3အပိတ်ကိုကျွန်တော်တို့ကိုးတန်ထွက်ပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့6ထိတ်လို့ဝင်ပြီးတယ်အဲ့တော့ဒီ3ရဲ့ဒီ6ရဲ့ပေါ့ဒီ3ရဲ့ဒီ6ရဲ့ကဏ္ဍနှလုံးပေါင်းရင်ကျွန်တော်တို့ကိုးဆိုပြီးတော့လောလောပြီးတယ်သုံးလုံးပေါင်းချင်း၃ညကိုဒီနှလုံး၃ညဒီသုံးလုံးပေါင်းချင်း၉ကိုဒီနှလုံးပေါင်းချင်းကျတော့၉လို့လွတ်လွတ်ပြီးသွားတယ် အဲ့တော့နောက်တစ်ခုကိုဆက်ပြီးတော့ကြည့်တုံညာဘူးကကျွန်တော်တို့တုံညာအပိတ်ပေါ့သုံးထိပ်ပေါ့ဒီနှလုံးပေါင်းတာပေါ့ဒီနှလုံးပေါင်းတော့ကျွန်တော်တို့သုံးပေါ့အဲ့ဒီသုံးကိုသူ့ရဲ့အောက်ဘင်ကကျွန်တော်တို့နှစ်ထိပ်နဲ့ပေါ့ကျွန်တော်အကိုရိမ်ပါတယ်နှစ်ထိပ်နဲ့ကဏန်းသုံးလုံးပေါင်းမယ်တုံညာသုံးနှစ်ဆိုတော့ကဏန်းသုံးလုံးပေါင်းခြင်းပေါ့အဲ့တော့သုံးလုံးပေါင်းခြင်းရလတ်သည်တဲ့ကျွန်တော်တို့ငားလို့ရပါတယ်အဲ့ဒီငားကကျွန်တော်အကိုရိမ်ပါတယ်ဘာလဲဆိုရင်သူကလည်းပဲတလုံးနဲ့ပဲကျွန်တော်တို့ငားဆိုတော့အတန်နဲ့လုံးလုံးပေးမယ် တလုံးနဲ့ပဲကျတော့ငါဆိုတော့အတန်နဲ့လုံးလုံးပြီးမှာငါဆိုတော့အတန်နဲ့လုံးလုံးပြီးမယ်ဆိုရင်20ခွန်ကခွန်အပိတ်ရှိတဲ့အတွက်ငါးတန်ထွက်ဖို့ခွန်ငါးတန်ထွက်ပေးရမယ်ဆိုရင်ဒီနေရာမှာရှစ်ထိတ်လို့ဝင်ပြီးတယ်ခွန်ငါးတန်ထွက်ပေးရမယ်ဆိုရင်ကျွန်တော်တို့ရှစ်ထိတ်လို့ဝင်ပြီးတယ်ကျွန်တော်အခုဒီမှာအဲ့တော့နောက်တစ်ခုပေါ့ကျွန်တော်တို့ထပ်ပြီးတော့ကြည့်ရနောက်တစ်ခုကိုထပ်ကြည့်ရမယ်ဆိုရင်39က9အပိတ်ပေါ့30နံပါတ်9က9အပိတ်2 4 2ထိတ်ဒီနှလုံးပေါ်ကျွန်တော်အခုဒီပါတယ် နှစ်ကိုးနှလုံးပေါင်းခြင်းရလတ်သည်ကျွန်တော်အကိုဒီမှာတက်လို့ရမယ်နှစ်ကိုးနှလုံးပေါင်းခြင်းရလတ်သည်ကျွန်တော်တို့တက်လို့ရမယ်အဲ့ဒီတက်ကိုတဲ့ဒီနေရာမှာ6ထိပ်ပါတဲ့ကျွန်တော်မိတ်ဆွေတွေဒီနေရာမှာက6ထိပ်ပါတဲ့9နှစ်6ဆိုတော့ဒီကဏ္ဍ3လုံးပေါ့ကျွန်တော်အကိုဒီမှာ9နှစ်6ဆိုတော့ကဏ္ဍ3လုံးပေါ့အဲ့တော့3လုံးပေါင်းခြင်းရလတ်သည်တဲ့ကျွန်တော်အကိုဒီမှာခွန်လို့ရမယ်ကဏ္ဍ3လုံးပေါင်းခြင်းရလတ်သည်ကျွန်တော်တို့ခွန်လို့ရမှာဖြစ်ပါတယ် အဲ့ဒီခွန်ကလည်းပဲတဲ့ကျွန်တော်အကိုရီမတွေပါလဲဆိုရင်ကျွန်တော်တို့ပါဝါမယူနတ်ခတ်မယူဒဲဆိုတော့အတန်နဲ့လောက်လောက်ပေးမယ်ပါဝါမယူနတ်ခတ်မယူဒဲဆိုတော့အတန်နဲ့လောက်လောက်ပေးမယ်ဆိုရင်ねကိုအပိတ်ရှိတဲ့အတွက်တဲ့ကိုကိုခွန်တန်ထွက်ပေးရမယ်ဆိုရင်ねဒီနေရာမှာကျွန်တော်တို့ဘာထိတ်လို့ထည့်ပေးရမလဲတဲ့ဒီညနေထိတ်ပေါ့ဒီညနေထိတ်ဒီတဲ့ဘာထိတ်လို့ထည့်ပေးရမလဲတဲ့တယောက်တစ်ချက်မှတ်ပြီးပါနောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုရင် အပိတ်ပေါ့ ဲ့တော့ထိတ်စည်းကိုအရင်မှကျွန်တော်အကိုဒီမှလေးအပိတ်လိုင်းကိုကျွန်တော်တို့တစ်ခါတည်းပဲသွားမယ်။ဟုတ်ပြီနော်။ထိတ်စည်းကိုကျွန်တော်အကိုဒီမှလေးအားလုံးပဲကျွန်တော်တို့တစ်ယောက်တစ်ချက်နော်။နေရာလေးကျွန်တော်တို့တော့တော့လက်လက်လေးမှန်းခဲ့ပြီးပါကျွန်တော်အကိုဒီမှလေးအားလုံးပဲ။အဲ့တော့အပိတ်လိုင်းကိုကျွန်တော်တို့သွားမယ်။အပိတ်ကဘာလဲဆိုရင်ဒီမှာ6ပေါ်ကျွန်တော်တို့6 6ကကျွန်တော်တို့6အပိတ်ပါတဲ့။အဲ့ဒီ6ဒီတဲ့ကျွန်တော်တို့ဘယ်လိုလုံးလုံးမှလဲကြည့်ရအောင်။အဲ့ဒီ6တလုံးနဲ့ပဲယူမှာ။6တလုံးနဲ့ပဲယူမယ်ဆိုရင်တဲ့ ဒီက6ဒီတဲ့ကျွန်တော်အကိုရီမတွေသူကြတော့ကျွန်တော်စောင်းနာထိတ်လို့တဲအတန်နဲ့မဟုတ်ဘူးသူကဘာလဲဆိုရင်နတ်ခတ်ယူမယ်နတ်ခတ်ဆိုတော့အတန်နဲ့လွတ်လုပ်ပေးမယ်အဲ့တော့6နတ်ခတ်ဒီကျွန်တော်9ပါဒီ6နတ်ခတ်9တန်ပေါ့6နတ်ခတ်9တန်ပေါ့နော်ရှင်းပါတယ်ကျွန်တော်အကိုရီမတွေဒါဆိုရင်6နတ်ခတ်ကျွန်တော်9တန်နဲ့လွတ်လုပ်ပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့3ည9က9အပိတ်ပေါ့3ည9ကကျွန်တော်9အပိတ်ပေါ့ ဒီငါးဟိုတဲ့6နှစ်ခတ်9တန်ထွက်ပေးဖို့ဆိုရင်ဒီ9တန်ထွက်ပေးဖို့ဆိုရင်ဒီနေရာမှာကျွန်တော်တို့3ည5က9အပိတ်ရှိတဲ့အတွက်ဒီငါးဟို9တန်ထွက်ပေးရမယ်ဆိုရင်သူ့ရဲ့အောက်တပင်မှာကျွန်တော်တို့၄အပိတ်လိုဝင်ပေးရမယ်သူ့အောက်ပင်မှာ၄အပိတ်လိုကျွန်တော်တို့ဝင်ပေးရမယ်ဒါမှကျွန်တော်တို့ဒီ၄နဲ့ဒီ9နဲ့ပေါ့ဒီနှလုံးပေါင်းခြင်း9ပေါ့အဲ့ဒီ9ကလည်းကျွန်တော်တို့ဒီက6နှစ်ခတ်9တန်ပေါ့ကျွန်တော်အကိုဒီမှာလေအဲ့တော့ရှင်းသွားအောင်နောက်တစ်ခုကိုကျွန်တော်တို့ဆက်ကြည့်မယ် တုံညာဘူးကတုံညာအပိတ်ဒီတုံညာဒီတုံညာကလည်းနတ်ခတ်ခွန်ပေါ့နတ်ခတ်ခွန်တန်နဲ့ပဲလှုပ်လှုပ်ပေးမယ်ဒါဆိုရင်တုံညာကိုကျွန်တော်တို့ဖယ်မယ်နတ်ခတ်ခွန်နဲ့လှုပ်လှုပ်ပေးရမယ်ဆိုရင်တုံညာရှစ်ကကျွန်တော်တို့ရှစ်အပိတ်ပေါ့ရှစ်အပိတ်ရှိတဲ့အတွက်ရှစ်ကိုခွန်တန်ထွက်ပေးဖို့ဆိုရင်ကိုးအပိတ်တစ်လုံးပဲဒီနေရာမှာဝင်ပေးရကိုးအပိတ်တစ်လုံးပဲဒီနေရာမှာဝင်ပေးရမယ်ဒါမှကျွန်တော်တို့ဒီရှစ်ကိုးနှလုံးပေါင်းခြင်းကျွန်တော်တို့ခွန်ပေါ့ဒီခွန်ကလည်းကျွန်တော်တို့တုံညာနတ်ခတ်ကျွန်တော်တို့ခွန်ပဲပေါ့ကျွန်တော်အကိုဒီမှာ စက်ကြည့်အောင်ဒီနေရာမှာကျွန်တော်တို့ကိုးပေါ့ဒီကိုးကလည်းကျွန်တော်အကိုဒီမှာကိုးနှက်ခတ်ကျွန်တော်တို့6ပဲပေါ့ကိုးနှက်ခတ်6တန်းနဲ့ကျွန်တော်တို့လောလောပေးရမယ်ဆိုရင်20နှက်မှ3က3အပိတ်ပေါ့23က3အပိတ်ရှိတဲ့အတွက်3ကိုတဲ့ကိုးနှက်ခတ်6တန်းထွက်ပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့3အပိတ်လို့ဝင်ပေးရပါမယ်တဲ့နော်အကိုဒီမှာ၄အလုံးပဲဒါမှ3 3နှလုံးပေါင်းရင်ကျွန်တော်အကိုဒီမှာ၄ကျွန်တော်တို့6လို့ရတာဖြစ်ပါတယ်အဲ့တော့ဆက်ပြီးတော့ကြည့်မယ်ဒီညနေကကျွန်တော်တို့ ီက24က၄အပိတ်ပေါ့အဲ့ဒီ၄ကလည်းကျွန်တော်၄နှစ်ခန့်နှစ်တန်နဲ့လုံးလုံးပြီးမယ်၄နှစ်ခန့်နှစ်မသက်အတန်နဲ့လုံးလုံးပြီးမှာပေါ့ဒါဆိုရင်၄နှစ်ခန့်ကျွန်တော်နှစ်မသက်နဲ့လုံးလုံးပြီးရမယ်ဆိုရင်နော်၄နှစ်ခန့်ကျတော့နှစ်တန်နဲ့လုံးလုံးပြီးရမယ်ဆိုရင်ဒီကကျတော့20ခုံကခုံအပိတ်ပေါ့20ခုံကကျတော့ခုံအပိတ်ရှိတဲ့အတွက်ခုံကိုကျွန်တော်အကိုဒီမတွေကျတော့နှစ်တန်ထွက်ပြီးရမယ်ဆိုရင်ပါအပိတ်လိုဝင်ပြီးရမယ် ်တယောက်တစ်ချက်အကုန်လုံးမှတ်ပြီပါခုနထိတ်ခဲ့အခုအပိတ်ခဲ့ကျွန်တော်တွဲပြီးတော့မှတ်ပြီပေါ့ကျွန်တော်အကုန်ဒီမားတွေအောင်လုံးမယ်ထိတ်နဲ့အပိတ်နဲ့တွဲပြီးတော့မှတ်ပြီပေါ့ကျွန်တော်မိတ်ဆွေတွေအောင်လုံးပဲနောက်325ရောက်မင်္ဂလာပါရှင်5ပါညီတဲ့ဟုတ်ကဲ့ကိုရှင်5ကိုဒီညနေမှာကျွန်တော်တို့ဘယ်လောက်ဘိုးထိုးမလဲဆိုရင်တထောင်ဘိုးပဲကစားနောက်အကိုဒီမားတွေအကုန်လုံးပဲတထောင်ဘိုးပဲကစားဒီရှင်5 လက်တွက်မူကကျွန်တော်အကိုရိမလေးအလုံးပဲကျွန်တော်ကြာခဲတယ်ကျွန်တော်မိတ်ဆွေတွေအလုံးပဲမကြာဘူးတော့မဟုတ်ဘူးဒါမဲ့ကြာခဲတယ်ကျွန်တော်မိတ်ဆွေတွေအလုံးပဲတိတ်ပြီးတော့ကျွန်တော်အကြိုက်ဆုံးနှစ်သက်ဆုံးနဲ့မှလည်းမပါဘူးအဲ့တော့ကျွန်တော်တို့ရှစ်ထိတ်စီငါအပိတ်85ဆိုတော့ကနန်းတကွက်ပေါ့ဒီကနန်းတကွက်ကိုကျွန်တော်တို့တထောင်ဘူးအာပြီးတော့တော့ကစားကြည့်ပေါ့ဒါကြိုက်တဲ့အကိုရိမလေးကစားပေါ့ကြိုက်တဲ့အကိုရိမလေးကျွန်တော်တို့ကစားပေါ့အာပြီးတော့တော့ကျွန်တော်တို့ကစားရဟုတ်ပြီနော်85တကွက်ဟုတ်ကဲ့ ဲ့တော့နောက်တစ်ခွပေါ့ကျွန်တော်အကိုဒီမားကြီးအားလုံးပဲကျွန်တော်တို့ကြည့်မယ်နှစ်ထိပ်စီကျွန်တော်တို့ငါအပိတ်ပေါ့25ဆိုတော့ကဏ္ဍတကွတထောင်ဘူးကစားအာပြီးတော့ကျွန်တော်တို့ကစားပေါ့နောက်အာပြီးတော့တော့ကျွန်တော်တို့ကစားရမယ်အဲ့တော့ကြိုက်တဲ့အကိုဒီမားကြီးကစားပေါ့လမ်းမလေးတွေအကုန်လုံးပဲနှိပ်ခက်ပြီးပါဖုန်းရဲ့မှန်သားကိုကျွန်တော်တို့လမ်းမနဲ့နှစ်ချက်သုံးချက်အကုန်လုံးတောက်ခဲ့ပြီးပါ ဒီညနေခင်းမှာကျွန်တော်တို့ကနန်း6ခွက်နဲ့ပေါက်ချင်တယ်ဆိုရင်ဖုံးမှန်သားကိုလမ်းမနဲ့ကျွန်တော်တို့နှစ်ချက်သုံးချက်အကုန်လုံးတောက်ခဲ့ပြီးပါလူသစ်တွေအကုန်လုံးကကျွန်တော်ဒီ channel ကို subscriber အကုန်နှိပ်ထားပါလူသစ်အကုန်လုံးပဲလူသစ်အကုန်လုံးကကျွန်တော်ဒီ channel ကိုကျွန်တော်တို့ subscriber အကုန်လုံးကျွန်တော်နှိပ်ခဲ့ပြီးပါဖုံးမှန်သားကိုလမ်းမနဲ့နှစ်ချက်သုံးချက်တောက်ကြိုက်တယ်တဲ့ဟုတ်ကဲ့ကြိုက်တဲ့သူတွေအားလုံးကကြိုက်တဲ့ကနန်းကိုရွေးပြီးတော့ကစားပါမိန်ကနန်းပေါ့ကျွန်တော်အကူလေးမှာနေဒီမှာကျွန်တော်မိန်ကနန်းပေါ့ အဲ့တော့ main ကနန်းဒီကျွန်တော်အကိုဒီမှနေကျွန်တော်တို့ခွန်တိတ်စီကျွန်တော်တို့၄အပိတ်နဲ့84ပေါ့2000ဘိုးတော့ကျွန်တော်တို့ကစားကြည့်ပေါ့ဒါကြိုက်တဲ့အကိုဒီမှနေအားလုံးပေါ့ဒါက main ကနန်းဆိုတော့ဒါကျွန်တော်အနည်းငယ်ကြိုက်တဲ့အထဲမှာတော့ကျွန်တော်တို့ပါသွားပြီပေါ့ main ကနန်း84ဆိုတော့ကျွန်တော်တို့ကနန်းတက်ကွက်ရှိမယ်အဲ့တော့နှစ်ထိတ်စီနဲ့ကျွန်တော်တို့ကနန်းတက်ကွက်ပေါ့ဆက်လက်ပြီးတော့ကျွန်တော်ရေးပေးမယ်နှစ်ထိတ်နဲ့ကျွန်တော်တို့ကနန်းတက်ကွက်ပေါ့နှစ်ထိတ်နဲ့ ကျွန်တော်တို့ကဏန်းတက်กว่าအဲ့တော့လမ်းမလေးတွေအကုန်လုံးနှိပ်ခက်ပြီးဒီညနေမှာကဏန်း6ခွက်နဲ့ပေါက်ချင်တယ်ဆိုရင်ကျွန်တော်အကိုရီမတွေအားလုံးပဲကျွန်တော်တို့တော့ကဏန်း6ခွက်နဲ့ကျွန်တော်တို့အားလုံးပဲပေါက်ရမယ်အဲ့တော့ main ကဏန်းကျွန်တော်တို့ခွန်တိတ်စီ၄အပိတ်နဲ့84ကျွန်တော်တို့နှစ်ထိတ်စီပေါ့ကျွန်တော်အကိုရီမတွေအားလုံးပဲအဲ့တော့နှစ်ထိတ်စီကျွန်တော်အကိုရီမတွေအားလုံးပဲကျွန်တော်တို့၄အပိတ်နဲ့24ဆိုတော့ကဏန်းတက်กว่าရှိမယ် အာပြီးတော့တော့ကျွန်တော်တို့ကစားပေါ့နော်အာပြီးတော့တော့ကျွန်တော်တို့ကစားပေါ့အဲ့တော့အားလုံးပဲကျွန်တော်တို့ main ကဏ္ဍကိုကျွန်တော်တို့ဆက်ပြီးတော့ရေးပေးမယ်နှစ်ထိန်းနဲ့ကျွန်တော်တို့ကဏ္ဍတစ်ခွက်ဆက်ပြီးတော့ကျွန်တော်ရေးပေးမယ်နော်နှစ်ထိန်းနဲ့ကျွန်တော်တို့ကဏ္ဍတစ်ခွက်ပေါ့ main ကဏ္ဍအဲ့တော့ကြိုက်တဲ့အကူဒီမားလေးအားလုံးပဲကျွန်တော်တို့ရွေးချယ်ပြီးတော့ကစားပေါ့နော်ရွေးချယ်ပြီးတော့ကစားပေါ့အဲ့တော့အကူဒီမားလေးအားလုံးကိုကျွန်တော်တို့တကွာကောင်းကျွန်တော်မရေးပေးခင်မိပါမိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲကျွန်တော်တို့ဒီပွဲဝင်နေ3ရက်မကျော် ျွန်တော်အကူရီမားတွေအားလုံးပဲ3ရက်မှကျော်ကျွန်တော်တို့မွေးကနန်း3ခွက်ပေါ့ဒါကကျွန်တော်အကူရီမားတွေပါလဲဆိုရင်ပွဲတိုင်းကျော်မွေးကနန်းပေါ့နော်ပွဲတိုင်းကျော်လို့ကျွန်တော်တို့နာမည်ပေးထားတဲ့မွေးကနန်းပေါ့ကျွန်တော်အကူရီမားတွေအားလုံးပဲသူက3ရက်အတွင်းမှာမထွက်မရှိကျွန်တော်အကူရီမားတွေအားလုံးပဲနော်မထွက်မရှိမထွက်ဘူးဆိုရင်တော့တစ်ချိန်ကအနည်းဆုံးထွက်ပေးရမယ်ဒါကမထွက်လို့နော်မထွက်ဘူးဆိုရင်တော့မှပဲကျွန်တော်အကူရီမားတွေတစ်ချိန်ပုံမှန်ကတော့ကျွန်တော်အကူရီမားတွေအားလုံးပဲနှစ်ချိန်ကတော့ဒါအနည်းဆုံးပုံပဲဒါမဲ့ကျွန်တော်ကတစ်ချိန်အာမခံပြီးတော့ပြီးတာ ။တချိန်အာမခံပြီးတော့ကျွန်တော်အကူဒီမတွေအားလုံးကိုပေးတာ။ပွဲတိုင်းကြော်ပေါ့ကျွန်တော်အကူဒီမတွေအားလုံးပဲ။ပွဲတိုင်းကြော်တို့နာမည်ပေးထားတဲ့ကျွန်တော်မွေးလေးကွက်ပေါ့ကျွန်တော်အကူဒီမတွေအားလုံးပဲ။ပုံမှန်ပဲမွေးကျွန်တော်အကူဒီမတွေရှုံးသွားတယ်ဆိုရင်ကျွန်တော်အကူဒီမတွေနော်ကျွန်တော်ကိုနော်ကျွန်တော်စီကကနန်းကိုယူပြီးတော့မထိုးနဲ့ကျွန်တော်ပေးတဲ့မွေးကနန်းနော်မထွက်လို့အကူဒီမတွေရှုံးသွားတယ်ဆိုရင်ကျွန်တော်စီကကနန်းနောက်တစ်ခါယူပြီးတော့မထိုးနဲ့ဟုတ်ပြီနော်ပွဲတိုင်းကြော်ကျွန်တော်အကူဒီမတွေအားလုံးပဲမွေးကနန်းကျွန်တော်တို့၄ကွက်ပေါ့ မရသေးတဲ့သူတွေပေါ့နော်မရသေးတဲ့သူတွေအားလုံးပဲမွေးကနန်းကျွန်တော်တို့လေးကွက်ပေါ့အဲ့ဒါကဘာမှယူရမလဲဆိုရင်ဘလို့ယူရမလဲဆိုရင်ကျွန်တော်တို့အဖွဲဝင်နဲ့ကျွန်တော်မခေါ်မပြီးတော့မပေးဘူးနော်မမခေါ်ပြီးတော့လည်းကျွန်တော်အကိုဒီမားတွေအားလုံးကိုကျွန်တော်မပေးဘူးတော့ပေါက်ပေးနေနဲ့လည်းကျွန်တော်ပေးတာမဟုတ်ဘူးအားလုံးကိုဒါကျွန်တော်စေတနာနဲ့အကူအညီပေးတာကျွန်တော်အကိုဒီမားတွေအားလုံးကိုစေတနာကျွန်တော်အလကားပဲကျွန်တော်ပေးတာနော်စေတနာနဲ့အလကားကျွန်တော်ပေးတာမွေးကနန်းလေးကွက်ကို နောက်ထွက်သွားခဲ့လို့ကျွန်တော်ကိုမော်ဘိုးပေးခြင်းနဲ့စေတနာကြီးလွှဲပေးတယ်ဆိုရင်တော့ရတယ်ကျွန်တော်အကိုဒီမားတွေပေါက်ပေးဘလောက်ပေးပါနော်ဘလောက်လွှဲပေးပါနော်ကျွန်တော်အကိုဒီမားတွေအားလုံးပဲနော်ပေါက်ပေးရလို့ကျွန်တော်အကိုဒီမားတွေအားလုံးကိုတက်တောင်းကျွန်တော်တို့နှစ်တောင်းကျွန်တော်တတ်မှတ်ထားခြင်းတကြမ်းမှမရှိဘူးနော်ဒါထွက်သွားလို့မှကျွန်တော်ကိုကျေးဇူးဆက်ခြင်းနဲ့နော်စေတနာကြီးလွှဲပေးကျင်းနေဆိုရင်မော်ဘိုးလွှဲပေးကျင်းနေဆိုရင်ရတယ်ကျွန်တော်အကူဒီမားတွေအားလုံးပဲအဲ့တော့ဖုန်းနံပါတ်ကပါလဲဆိုရင်ကျွန်တော်တို့ 8933ပေါ့8933ကျွန်တော်တို့95 233ဆိုတော့ဒါကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ပေါ့ Viber ကိုအဓိကလာပြီးပါဘာလို့လဲဆိုရင် message ကဆိုရင် message ထောက်လို့ကျွန်တော်အကူရီမတွေအားလုံးပဲ message ကကျွန်တော်မပေးပါဘူး message က high မနေနဲ့ဘာလို့လဲဆိုရင် message ကအခုချိန်ဆိုပို့မရဘူးကျွန်တော်အကူရီမတွေအားလုံးပဲနော် message က high လို့ရှင်ပို့လို့မရဘူးအဲ့တော့ Viber ကနေ high ရင် Viber ကဆိုရင်အခု high ရင် ကျွန်တော်တို့အခုရောက်တယ်ဒါကကျွန်တော်တို့ Viber ဖုန်းနံပါတ်ပေါ့ပိုင်ပါကျွန်တော်တို့ဖုန်းနံပါတ်ပေါ့အကိုဒီမတွေအလုံးပဲเนาะဖုန်းနံပါတ်693396 233ဆိုတော့ Viber ဖုန်းနံပါတ်ဘယ်နှချိန်အာမခံလဲဆိုရင်ကျွန်တော်အကိုဒီမတွေအလုံးပဲเนาะအ ਨੇ ဆုံးကျွန်တော်တစ်ချိန်အာမခံပြီးတော့အကူညီပေးတာเนาะ မထွက်ဘူးဆိုရင်တော့တစ်ကြိမ်အနည်းဆုံးထွက်ပေးမယ်ကျွန်တော်အကိုဒီမားတွေအားလုံးပဲပုံမှန်ကကျွန်တော်နှစ်ကြိမ်ကတော့ပုံမှန်ထွက်တယ်ဒါပေမဲ့ကျွန်တော်အာမခန္ဓာတစ်ကြိမ်အာမခံပြီးတော့ကျွန်တော်ပြီးတာကျွန်တော်အကိုဒီမားတွေအားလုံးကိုပွဲတိုင်းကျော်ကျွန်တော်တို့နာမည်ပေးထားတဲ့မွေးကနန်း၄ကွက်၃ရက်မကျော်ထိုးရမယ်နော်၃ရက်မကျော်ထိုးရမယ်ဒီညနေကစပြီးတော့ထိုးရမယ်ကျွန်တော်အကိုဒီမားတွေဒီညနေကစပြီးတော့ကျွန်တော်တို့ကစားရမယ်မွေးကနန်းကျွန်တော်တို့၄ကွက်ယူမဲ့သူတွေအားလုံးကဒီဖုန်းနံပါတ်လေးကိုကျွန်တော်တို့စက်ခွင်ရှော့ တပ်ပုံလေးတစ်ချက်ရိုက်ပြီးတော့ယူထားပေးပါကျွန်တော်အကူဒီမတွေအဲ့တော့တကွာကောင်းယူမဲ့အကူဒီမတွေအားလုံးကိုကျွန်တော်တို့တကွာကောင်းကိုကျွန်တော်တစ်ချက်ရေးပေးမယ်အဲ့တော့ကျွန်တော်တို့မွေးကနိုင်းယူမဲ့သူတွေအားလုံးကဒီဖုန်းနံပါတ်ကိုကျွန်တော်တို့တစ်ချက်တပ်ပုံရိုက်ပါဆက်ခွင်လျှော်လေးတစ်ချက်ရိုက်ပေးပါကျွန်တော်အကူဒီမတွေဖုန်းနံပါတ်693395နော်1633ကျွန်တော်တို့95 233ညဆိုတော့ဒီမှာကျွန်တော်တို့ Viber ဖုန်းနံပါတ်ပေါ့နော်3ညကို1633 95 233ညဆိုတော့ Viber ဖုန်းနံပါတ်ပေါ့ကျွန်တော် live လွှင့်ပြီးတာနဲ့เนาะ live လွှင့်ပြီးတာနဲ့ကျွန်တော်တို့ Viber ကနေကဏန်းကိုကျွန်တော်အခုပို့ပေးမှဖြစ်ပါတယ်ကျွန်တော်အကုန်ဒီမှာနေအားလုံးပဲအဲ့တော့ကျွန်တော်တို့ main ကဏန်းဒီကျွန်တော်တို့နှစ်ထိပ်စီ6အပိတ်နဲ့29ဆိုတော့ main ကဏန်းတစ်ခွက်ရှိမယ်တစ်ခွက်ကောင်းကကျွန်တော်တို့ခွန်ထိပ်နဲ့ပေါ့အကုန်ဒီမှာနေအားလုံးပဲခွန်ထိပ်စီကျွန်တော်တို့6အပိတ်နဲ့ပေါ့96ဆိုတော့ကျွန်တော်တို့ကဏန်းတစ်ခွက်ပေါ့ เนาะဒါကြိုက်တဲ့သူတွေအားလုံးပဲကစားပါဒူမိန်က6525မိန်ကနန်းက8429ကျွန်တော်အကူရိမနေတကွာကောင်းကကျွန်တော်တို့89ဆိုတော့ကနန်းနော်9000ဘိုးလောက်ကျွန်တော်တို့ကစားပါအကြိုက်ဆုံးကနန်းမို့လို့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့မွေးကနန်း၄ကွက်ကဒီမှာကျွန်တော်တို့ဖုန်းနံပါတ်ဒါ100ရာခိုင်နှုန်းအာမခံပြီးတော့ပေးတာမထွက်မရှိကျွန်တော်အကူရိမနေပုံမှန်ထိုးချင်းတွေပေါက်စီရမယ်ကျွန်တော်တို့300မကျော်ဘူးနော်300မကျော်အာမခံနဲ့ကျွန်တော်ပေးတာ ဖုန်းနံပါတ်693396933ညဆိုတော့ကျွန်တော် Viber ဖုန်းနံပါတ်ဖြစ်ပါတယ်။အဲ့တော့ဒီညနေကနေစပြီးတော့တင်ထိုးအောင်။ဒီညနေကနေစပြီးတော့တင်ထိုးအောင်။ဒီညနေကတင်ပြီးတော့ကစားရမယ်ညနေ။အဲ့တော့အကိုရီမတွေဒီညနေကစပြီးတော့ယူမယ်ဆိုရင်ဖုန်းနံပါတ်ကနေကျွန်တော်တို့ Viber ကနေတခြားဟိုင်းပြီးတော့လာရောက်ပြီးတော့ယူပေးပါထက်။နော်အားလုံးပဲ။အဲ့တော့ဒီညနေခင်းကျွန်တော်တို့ live ကတော့ဒီလောက်ပါပဲ။နော်ဒီညနေခင်း live ကတော့ကျွန်တော်တို့ဒီလောက်ပါပဲဒီကနော်။